မင်္ဂလာပါမြချနာတဲ့ဒင်း channel ရဲ့စွန်လ6ရက်နေ့ရေဒီယိုစစ်စင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။နောင်မွန်မြို့နယ်အတွင်း73စီဒီဇယ်တွေဈေးကြီးမြင့်နေဆက်ဖြစ်တာကြောင့်လေယာထွန်ရဲ့စိုက်ပျိုးဖို့ဒေသခံတွေအခက်ကြုံနေရလို့သိရပါတယ်။ ILO ရဲ့ဆုံးဖြတ်ချက်ဟာစီးပွားရေးလုပ်ငန်းတွေအပေါ်မတက်ရောက်နိုင်ဘူးလို့စစ်ကောင်စီကတုံ့ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းမြန်မာနိုင်ငံအနှံ့အသက်၁၈နှစ်အောက်အမျိုးသမီးငယ်29ဦးအပါအမျိုးသမီးဒေဆုံးသူ62ဦးရှိခဲ့ပါတယ်။စတဲ့တဲ့တဲ့နဲ့ကိုတင်ဆက်ပေးမှာပါ။ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဆောင်းဆိုင်ဖြစ်ပါတယ်။ကချင်ပြည်နယ်ပူတော်ခရိုင်နောင်မွမြို့နယ်အတွင်း73စီဒီဇယ်တွေဈေးချင်းမြင့်နေဆဲဖြစ်တာကြောင့်လေယာထွန်ရဲ့စိုက်ပျိုးဖို့ဒေတာခံတွေအခက်ကြုံနေရတယ်လို့သိရပါဗျ။နာမျိုးများနေကတင်ဆက်ပေးမှာပါ။ လေလို့ဖို့အချိန်ရောက်နေပြီဖြစ်ပေမဲ့73စီဒီစီစီကြီးမြင့်နေတာကြောင့်ထွန်ရက်ဖို့အခက်ခဲကြုံနေရကြောင်းနောင်မွန်ဒေတာခန်တူကမြင့်ချနာတဲ့တင်ကြတဲ့ကိုအခုလိုပြောပါတယ်။ဒီကြီးလို့ပေါ့နော်။ဘယ်တော့မှတောင်းခွေးတို့ရောဘယ်တော့မှမတောင်းခွေးမှုရင်းတဲ့ကျွန်တော်တို့အစီအစဉ်ကြောင့်ရတဲ့တော့ဖြစ်ချင်တာ။ ဒီနေ့လည်းဒီနေ့တော့ဒီပြန်လာလို့ရှိတယ်။ဒီနေ့လည်းအဲ့လိုပြန်ကြဘာလို့ဒီစိတ်တယ်လို့တချို့ကအခုချိန်တော့မတင်သေးဘူး။တချို့ကထုံရက်ပြီးပြိုကျိပြီးတွားကြပြီမဲ့အခုထိမစရသေးတဲ့သူတွေလည်းရှိနေသေးတယ်လို့လည်းဆိုပါရယ်။ဒီစေတကားလောင်ကိုကျ9000နဲ့6000ကြာရှိနေပြီးတက်စီကတော့ပလင်းအပိတလုံးကိုကျ1000ရှိတယ်လို့လည်းသိရပါရယ်။ လက်ရှိနောင်မမဒီဇယ်တကာလန်ကျ6တောင်းရှိနေစေဖြစ်ပြီးဒေတာတွင်ကုန်စည်တွေကလည်းကျဆင်းသွားတာမရှိသေးဘူးလို့အခြားဒေတာခံသူကလည်းပြောပါတယ်ပြီးခဲ့တဲ့နှစ်ကနောင်မဒေတာမှာ73စီပြက်လက်ပြီးရရှိဖို့ခက်ခဲတာနဲ့ဈေးကြီးမြင့်တာတွေကြောင့်လူအင်အားသုံးဖြူပြီးတော့ထွန်ရက်တာလည်းရှိခဲ့ပါတယ်နောင်မဒေတာခံတွေဟာလေယာစက်ပြိုးရေးကိုစီးပွားဖြစ်အနေနဲ့လောက်ကင်တာမဟုတ်ပဲမိသားစုဝမ်းရေးဖူလုံဖို့အတွက် တနိုင်တပိုင်လောက်ကင်စားတောက်ကြတာဖြစ်ပြီးနမုံမြို့နယ်ဟာလမ်းပန်းချက်တွေရိတ်ခဲခဲတဲ့မြို့နယ်တစ်ခုဖြစ်ပါတယ်။ဖီတူလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရတွေကိုပေးဖို့ channel ဆိုရင်တော့မြစ်နာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်09956 3993တင်းနစ်တစ်ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာအလုတ္တမအဖွဲ့ချုပ် ILO ကချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရေးဖိအားပေးလိုတာကြောင့်ဖြစ်ပြီးစီးပွားရေးလုပ်ငန်းတွေအပေါ်တည်ရောက်မှုမရှိနိုင်ဘူးလို့စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။ကိုရှိုင်ရတင်ဆက်ပေးမှာပါ။အနည်းကဆစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဂျင်ဘာပြုလုပ်ခဲ့တဲ့133ချိန်မြောက်အပီပီဆိုင်ရာအလုံသမားရေးရညီလာခံမှာမြန်မာနိုင်ငံကိုပုံမှန်33နဲ့အေးအေးယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကတော့အဲ့ဒီဆုံးဖြတ်ချက်ဟာနိုင်ငံရေးဖိအားပေးလိုတဲ့ဆုံးဖြတ်ချက်ဖြစ်တာကြောင့်အလုံရှင်တွေအလုံသမားတွေစီးပွားရေးလုပ်ငန်းတွေအပေါ်တက်ရောက်မှုမရှိနိုင်ပဲလုပ်ငန်းခွင်ထဲမှာအေးအေးချမ်းချမ်းဆက်လက်လုပ်ကိုင်နိုင်မယ်လို့ဆိုပါတယ်မြန်မာနိုင်ငံရဲ့တိုင်းပင်ခံကောင်စီ NUCC ကတော့အဲ့ဒီလို ILO ကအရေးယူဖို့ဆုံးဖြတ်လိုက်တဲ့အတွက်စစ်ကောင်စီကအရင်အထက်ပုံမပြင်းထန်တဲ့နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်ရဖို့ရှိတယ်လို့လည်းမနေ့ကထုတ်ပြန်ထားပါဗျ။ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ် CTE1 ကလည်း LO ကခုလိုအရေးယူလိုက်တဲ့အတွက်ပြည်သူလူထုရဲ့အတက်အိုးအင်စည်းစိမ်တွေနဲ့ဘဝကိုအကာအကွယ်ပေးတဲ့ရန်ညားကိုပေါ်ဆောင်နိုင်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်အလုပ်သမားပြည်သူတွေရဲ့တရားမျှတမှုနဲ့အခွင့်အရေးတွေပြင်တာဝန်ခံမှုကိုပေါ်ဆောင်နိုင်ဖို့အတွက်အခြေအနေကောင်းဖြစ်တယ်လို့လည်း CTE1 ကဆိုပါတယ်။ မြန်မာနိုင်ငံဟာ2000ပြည့်နှစ်တုန်းကလည်း LO တမိုင်းမှာပုံမှ33နဲ့အရေးယူခံရတဲ့ပထမဦးဆုံးနိုင်ငံဖြစ်ခဲ့ပြီးအခုတကောက်ဟာဒုတိယအကြိမ်ဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလအတွင်းမြန်မာနိုင်ငံအနက်အသက်16နှစ်အောက်အမျိုးသမီးငယ်29ဦးအပါအမျိုးသမီးတေဆုံးသူ62ဦးရှိပြီးထိခိုက်ဒဏ်ရာရရှိသူ82ဦးရှိခဲ့လို့မြမအမျိုးသမီးတမကကနေဒီကနေ့ဆွန်လ6ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် စစ်ကောင်စီရဲ့လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်83ဦးပြည်သူတွေရဲ့ရွာနဲ့အိမ်တွေကိုပြစ်မှတ်ချပြီးလက်နက်ကြီးပစ်ခတ်မှုကြောင့်4ဦးအကြမ်းဖက်စစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်4ဦးအကျဉ်းထောင်အတွင်းစေဝါကုသခံယူခွင့်မရရှိမှုကြောင့်2ဦးလိန်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့်2ဦးအထိရှိခဲ့လို့ဆိုပါတယ်စကိုင်းတိုင်းဒေသကြီးက43ဦးနဲ့ဒေဆုံးသူအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က16ဦး၊မန္တလေးတိုင်းဒေသကြီးက14ဦး၊ပဲခူးတိုင်းဒေသကြီးက10ဦး၊မကွေးတိုင်းဒေသကြီးက8ဦး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတော့2ဦးစီရှိခဲ့လို့သိရပါဗျ။ပြည်သူတွေဟာအထူးအခိုက်အပျက်အစီးနဲ့တဘာဝဘေးကြောင့်ဒေချေမှုတွေကြုံနေရတဲ့အချိန်မှာစစ်ကောင်စီဟာစစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်တွေပေါ်အမျိုးမျိုးတဲ့ရာဇဝတ်မှုတွေလူအခွင့်အရေးချိုးဖောက်မှုတွေကိုနီလာမျိုးစုံနဲ့ကျူးလွန်နေဆဲဆိုတာတွေ့မြင်ရကြောင်းဖော်ပြပါရှိပါဗျ။ အရင်လတွေထက်မေလအတွင်းဆေးအုပ်စုဟာလေချောင်းတိုက်ခိုက်မှုကိုပုံမအုံပြုခဲ့တဲ့အတွက်ငါးလအတွင်းတည်ဆုံသူအများဆုံးလာလေဖြစ်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ပြီးခဲ့တဲ့ငါးလတာအတွင်းမြန်မာနိုင်ငံအနက်အမျိုးသမီး360ဦးတည်ဆုံခဲ့ရပြီး333ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။2024ခုနှစ်မှာတည်ဆုံတဲ့အမျိုးသမီးဦးရေဟာ498ဦးရှိခဲ့ပြီး2023ခုနှစ်မှာတော့390ဦးရှိခဲ့တယ်လို့လည်းသိရပါတယ်။ မြန်မာအမျိုးသမီးတမင်္ဂရဲ့အမျိုးသမီးမှတ်တမ်းနဲ့သူ့ဒေသနာလုပ်ငန်းစဉ်အနေနဲ့ထုတ်ပြန်တဲ့အချက်အလက်တွေဟာတိကျခိုင်လုံတဲ့သတင်းမီဒီယာအချက်အလက်တွေနဲ့မြေပြင်မှာရရှိလာတဲ့အချက်အလက်တွေကိုစုဆောင်းမှတ်တမ်းတင်ထားတာဖြစ်တယ်လို့ဖော်ပြထားပါဗျ။ဒါပေမဲ့လက်တွေ့မြေပြင်အခြေအနေမှာအဖွဲ့အနေနဲ့ဒေတာနဲ့သတင်းတွေကိုလက်လက်မီဖို့အခက်အခဲများစွာရှိတာဖြစ်တဲ့အတွက်ဂိမ်းကနန်းတွေဟာမြေပြင်မှာထိထက်ပိုများနိုင်တယ်လို့လည်းသုံးသပ်ဖော်ပြထားပါတယ်။ဧပြီလအတွင်းမှာစစ်ကောင်စီကငရင်အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နိုင်ဖို့ယာယီအပြစ်ရဖို့ကြေညာချက်ထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီဟာလေကြောင်းအုံပြူတိုက်ခိုက်မှုကိုရာရင်အပြည့်ရမကျင်းညာခင်လတွေထပ်ပုံမအုံပြူကတိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။ကျအတဲကာလာရီမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်ဆက်ကဲနီလန်လေးတွေကိုဝေမျှပေးလိုက်ပါရယ်လက်တလောကျမတို့ကြုံတွေ့နေရတဲ့ ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင့်နိုင်ငံတော်ဝန်မှာထိခိုက်နှနာမှုများစွာကြုံတွေ့နေရပါတယ်။ဒီအထက်မှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူခရူးဆိုင်နိုင်မဲ့နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်တော့ကရီဖြစ်ပါတယ်။ငလင်ဖြစ်ပေါ်တော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့် ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီဆိုးရိမ်မှုတွေလျှော့ကြအောင်နဲ့စိတ်လုံခြုံတဲ့ခန်းစားချက်လေးတွေရအောင်ပေါ်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိစေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။နင် လက်ရှိပြစ်ဆုပ်ပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင်အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အသံအထီးအတွေ့ညင်ခွေးနေကိုဂရုတစိုက်အာယုံခံကြည့်တာမျိုးလုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစေမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာဥပမာညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာအယောင်ချဲတာအိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ် ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်လေးအိပ်ဆက်ခြင်းဟာကျမတို့ရဲ့ကိုရောစိတ်ကိုပါအကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိပ်ချိန်ပြပြဝဝဖြစ်အောင်အိပ်ဆက်အနာယူဖို့အိပ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်ငါ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေညှော့နေနေနိုင်ပေမဲ့ရေဓာတ်ပြေဝအောင် အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်6ကိုလတ်လှုပ်ရှားမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေးချိန်ခံတွေပြုလုပ်တာအကျော်လျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံးနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ် ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်ပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုယ်စိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာက ပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတခြင်းနာထောင်တာစာဖတ်တာပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျန်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျန်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံးဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ကိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင် စိတ်ပိုင်းဆိုင်ရာအရာအကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင် မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ဒီကနေ့သတင်းချန်နယ်ရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါပြီ။ကချင်ပြည်နယ်အတွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းဒီကနေ့သတင်းချန်နယ် app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနားဆင်နိုင်ပါပြီ။